ီနေ့မှာတော့ two stroke engine ချိန်ဆော့ပြန်လဲတပ်ဆင်တဲ့ဘက်ကိုလေ့လာကြည့်ရှုသွားမှာဖြစ်ပါတယ်ဒါကတော့ engine ချမ်းလေးကိုခန့်ချက်ကိုပြန်နှင်းပြီးတော့ထည့်ပြန်ဖြစ်ပါတယ်ဒါဆိုရင်တစ်ဖက်ထည့်ပြီးသွားပြီဒါကတော့ voile ကို lubricant လေးထည့်ရမှာဖြစ်ပါတယ် ဒါတော့ quarantine တော့ကက်ကိုအဲ့မှာပါတဲ့ဘောတော့ကလေးတွေကိုစီဖို့အတွက်မဲစီကြီးကိုတုံလေးနေရာဖြစ်ပါတယ်တချို့ကြလဲဒီ quarantine တော့ဟိုဘောချင်းနဲ့လာတာလည်းရှိပါတယ်ဒါကတော့ဘောတော့နဲ့လာတာမဟုတ်ကြောင့်စီညာပဲဖြစ်ပါလေ ဒါတို့ရေကွန်ရီရောမှာပါတယ်ဘော်ဒကလေးလည်းထည့်ပြီးရတော့ကြောင့်ကွန်ရီရောကအနက်တွေကိုကြက်ပြီးလို့ဖြစ်ပါတယ်ဒါကတော့ကွန်ရီရော small arm မှာရှိတဲ့ဘော်ချင်းလေးကိုစီနားလေးဖြစ်ပါတယ်ဒါကတော့ခါကြီးပြင်မှာလူပိကန်လေးစုပြီးတော့ piston ထက်မဲ့နေတာဖြစ်ပါတယ် piston မှာဆိုရင် ring group line နေရာမှာဆိုရင် pin လေးတွေပါတတ်တယ်အဲ့ pin လေးတွေကဘာအတွက်သုံးလို့လဲဆိုတော့ ဟိုက rain လဲပြီးတော့ inlet port တော့ exhaust port တော့ transport port တွေကို rain အခနဲ့မတိုက်မိအောင်အတွက် rain rain crew line တွေထဲမှာပင်တက်စင်ထားခြင်းပဲဖြစ်ပါတယ်။ဒါကတော့ဒီဘက်က site ခန့်ကိဒီဘက်က site cover ကိုတက်ဖို့ဖြစ်ပါတယ်။မဘာရာ gasket တွေချက်လဲ

ချို့နဲ့တင်မှာဆိုရင်အိုက်နဲ့ဒီအရေးပြောင်းမှဖြစ်တတ်တယ်ဒါတော့ကောင်းတော့ slant တက်လိုက်ပြီဒါ dress pocket လို့လည်းခေါ်တာပေါ့ဒီမှာဘာလဲနောက်ကိုကြက်တယ်